အားလုံးမမင်္ဂလာပါကျွန်မဒီနေ့သင်ခန်းစာကတော့ ever အကြောင်းပြောမှာဖြစ်တယ်ဒီ ever အမျိုးအစား9မျိုးပါမယ်ပြီးတော့ ever ကိုဝတ်ကြမှာတွေ့ရမယ်သူရဲ့ position အကြောင်းပြောမယ် adjective နဲ့ ever ရဲ့ကွာခြားချက်ပေါ့နော်ဘယ်လိုမျိုး꿰ပြသလဲပြီးတော့မှားတတ်တဲ့ဒီ common mistake ဒီအကြောင်းတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ် အဲ့တော့ကျမတို့ ever ရဲ့အလုပ်လုပ်ပုံကိုစပြီးတော့ပြောမယ် ever ဒီ modifier modify လုပ်ပေးတဲ့ဒီစကားလုံးဖြစ်တဲ့သူ modify လုပ်တဲ့အမျိုးအစားက၃ခုရှိတယ် verb ကိုလည်း modify လုပ်ပေးတယ် adjective ကိုလည်း modify လုပ်တယ်လို့ adverb အချင်းချင်းလည်း modify လုပ်ပေးတယ်အဲ့ဒီအတွက်ကြောင့်သူ့ကိုကျမတို့ hold sudden weather တစ်ကြောင်းလုံးကို modify လုပ်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ကျမတို့ how ဆိုတဲ့စကားလုံးကဘယ်လိုမျိုးဆိုတဲ့အမှုအရာကိုဖော်ပြပေးရတဲ့အတွက်ကြောင့်ဒါဒီ manner ဒီ when ကြတော့အချိန်အတွက်ကျွန်တော်တို့သုံးတယ်ဒီ advert or time ပေါ့နော် where ကြတော့ advert or place how often ကြတော့ဒီချိန်နှုန်းကိုပေါ်ပြပေးတဲ့အတွက်ကြောင့် advert or frequency to what degree ကြာကဒီအတိုင်းအတာပေါ့နော်ဒီ level ကိုပေါ်ပြပေးတဲ့အတွက်ကြောင့် advert or degree ပေါ့နော်အဲ့တော့အမျိုးအစားခွဲမဲ့ဆိုရင်တော့ advert အမျိုးအစားခုနှစ်မျိုးခွဲလို့ရတယ်တခုချင်းစီကို exam မှာနဲ့သွားမယ်အခုလောလောဆယ်ဒီ exam မှာစကြည့်မယ် she run quickly ီဝက်ကြောင့်မှာ quickly ဆိုတဲ့အမူအရာပြ ever the run ပြေးပြီးဆိုတဲ့ verb ကိုလာပြီး modify လုပ်ထားတယ်ဘလို့ပြေးလဲမြန်မြန်ပြေးတယ်နော်နောက်ဒုတိယဝက်ကြတစ်ကြောင်းမှာဆိုရင် it's very hot နော်တအားပူတယ်ဒီ very ဆိုတဲ့ verb ကြီးကျွန်တော်တို့ hot ပူသောဆိုတဲ့ adjective ကိုလာပြီး modify လုပ်ထားတယ်အရှင်းဝက်ကြောင့်မှာကြတော့ပြေးပြီးဆိုတဲ့ verb နော်ဒီ action verb activativa ကိုလာပြီးတော့ modify လုပ်ထားခြင်းဖြစ်တယ်။နောက်တတိယဝကျောင်းမှာကြတော့ he speak too loudly ဒီမှာဆိုရင်ကျွန်တော်တို့ adverb နှလုံးတွေ့တယ် too ဒီလည်းပဲ adverb ဖြစ်တယ် loudly ဒီလည်း adverb ဖြစ်တယ်ဒီ too ကြတော့ကျွန်တော်တို့ဒီ ever or degree ပေါ့နော်ဒီ very တို့ so တို့ too တို့ intensifier down tone တာဒီသင်ခန်းစာမှာကျွန်တော်ပြောထားပြီးသားဖြစ်ပါတယ် loudly ကြဲကြဲလောင်လောင်ပြောတယ်သူဘယ်လိုပြောလဲကြဲကြဲလောင်လောင်ပြောတယ်ဒါကြတော့ manner အဲ့တော့ဒီ adverb loudly ဆိုတဲ့ ဒီ adverb of manner ကို to ဆိုတဲ့ဒီ ever or degree က modify လုပ်ထားခြင်း ဖြစ်တယ်ဒီဝေကြအကြောင်းဆိုရင် to loudly ဆိုတဲ့ဒီ adverb phrase ဒီ speak ဆိုတဲ့ verb ကိုလာပြီးတော့ modify လုပ်တယ် now ဝေကြတကြောင်မှာဆိုရင် unfortunately အဲ့ဒါကတော့ adverb of certainty ဒီတိကျသေးချာမှု ရှိခြင်းမရှိခြင်းကိုဖော်ပြတဲ့နေရာမှာတုံးတယ်အဲ့တော့ we write late เนาะငါတို့နောက်ကျပြီးမှရောက်တယ်အဲ့တော့ ကံမကောင်းစာနဲ့ပဲပေါ့နော်ငါတို့နောက်ကြပြီးမှရောက်တယ်ဒီဝဲအကြောင်းမှာဆိုရင် unfortunately ကိုသူကဇောင်းပေးပြီးတော့ဘိုးလက်တာနဲ့ရေးပြထားတယ် အမှန်က LATE လိပ်တည်လဲပဲကျမတို့ adverb ပဲအဲ့တော့ဒီ late l ကို ly မပေါင်းထားတဲ့ adverb ကြတော့ကျမတို့ဒီ flat adverb အခမ်းမှာပေါ့နော်သေစိတ်ပြောပြမှာဖြစ်တယ်အဲ့တော့ဒီလိပ်တည်လဲဒီဒီနေရာမှာ adjective မဟုတ်ဘူး adverb ပါပဲရှေ့မှာရှိတဲ့ arrive ဆိုတဲ့ action verb ကိုလာပြီးတော့ modify လုပ်ထားခြင်းဖြစ်တယ် unfortunately ကြတော့ကျမတို့ adverb of certainty ကိုပြောတဲ့ adverb ဖြစ်ပါတယ်နော် အဲ့တော့ဒီမှာ ever အမျိုးအစား9မျိုးဖော်ပြထားတယ် ever odd manner အမူအရာကို ဖော်ပြပေးတယ် adverb quickly slowly carefully loudly ဒါတွေအကုန်လုံးဒီ adverb of manner ဖြစ်တယ် she drive carefully သူမဂရုတစိုင်းနဲ့ကားမောင်းတယ် adverb of time မှာဆိုရင်အချိန်ကာလကိုဖော်ပြပေးရတဲ့အကြောင်း now အခုပဲသူမကြခင်မှာပဲ yesterday မနေ့က today ဒီနေ့ already ဒါပြီးသွားပြီเนาะကျမတို့ဒါ already တတိထားเนาะ adverb of time နေနဲ့တုံးခြင်းဖြစ်တယ် I met him yesterday မနေ့ကသူ့ကိုငါတွေ့ခဲ့ပြီးပြီเนาะ yesterday ဒီအချိန်ကာလကိုဖော်ပြပြီးတော့ about all time အဲကျွန်တော်တို့ phrase ကတတ်တတ်သွားမှာเนาะဒါကဒီ lonely ever ဒီကိုပြောခြင်းဖြစ်တယ်เนาะ ever or place ဒီနေရာကိုဖော်ပြပြီးတဲ့ ever ဒီမှာဆိုရင် here there everywhere outside เนาะ outside တို့ inside တို့ upstairs downstairs အကုန်လုံးပါမယ်ခံပြရဒီကိုလာ good the ဟိုတော့เนาะ good the ဟိုကိုတော့စသဖြင့်ကျွန်တော်တို့ဒီ come ဆိုတဲ့ဗာဒီ via နောက်မှာ here here တို့ there တို့ပေါ့နော်ဒါတွေကဒီ verb ကိုလာပြီး modify လုပ်ပြီးတော့ adverb အဲ့တော့ကျွန်တော်တို့ LY ပါတီဖြစ်စေမပါတီဖြစ်စေ var ကိုအထူးပြုတယ် AG တွေကိုအထူးပြုတယ် adverb အချင်းချင်းအထူးပြုတယ်ဆိုရင်ကျွန်တော်တို့ဒါဒီစကားလုံးဒီ adverb ပဲเนาะနောက်တစ်ခုဆက်ကြည့်မယ် adverb of frequency เนาะဒီဘလောက်เนาะ how often เนาะဘလောက်ဘလောက်ကြာရင်တစ်ခါဘလောက်ကြာရင်ဒါမျိုးလုပ်တယ်ဒါမျိုး always အမြဲတမ်းလို့လို့ usually เนาะအစင်းသဖြင့် often sometime never ဘယ်တော့မှစသဖြင့်ပေါ့เนาะအဲ့တော့ he always wake up early သူအမြဲတမ်းအဲ့ရာကစောစောထားတယ် ever or degree မှာကြတော့ကျွန်တော်တို့ဒီအတိုင်းအတာပေါ့နော်ဒါကိုပြောခြင်းဖြစ်တယ် intensifier down tone တာအခမ်းမှာကျွန်တော်ပြောထားပြီးသားဖြစ်ပါတယ် very တို့ to တို့ quite တို့ almost တို့ဒီ completely တို့ပေါ့နော်ဒီဟိုပါပေါ့ ဒီ intensifier ဆိုတာကတော့နှင်းတင်ပေးတဲ့နေရာမှာသုံးတယ်။ down toner ကြတော့ဒီ level ကိုနည်းနည်းလေး short ချခြင်းတဲ့ရည်ရွယ်ချက်နဲ့သုံးတယ်ပေါ့နော်။အဲ့တော့ is very cold today ဒီနေ့တအားအေးတယ်နော်။ cold ဆိုတဲ့ agd ကို very ဆိုတဲ့ကျွန်တော်တို့ဒီဒီဟာပေါ့နော် ever or degree ကလာပြီးတော့ modify လုပ်ထားခြင်းဖြစ်တယ်။နောက်တစ်ခု ever or certainty အဲ့တော့ဘလောက်သေချာတယ်လဲဘလောက်တိုင်းတာဒီသေချာလဲ surely သေချာစွာဖြင့်နော် definitely အတိအကျပဲ probably ဖြစ်နိုင်တယ် certainly နော် သေချာတဲ့သေချာပေါက်ပဲ he will probably ခဲ့เนาะသူလာဖြစ်လိမ့်မယ်လာကောင်းလာနိုင်တယ်ကျွန်တော်တို့ will နဲ့တွဲပြီးတော့သုံးထားတယ်အဲ့တော့ဒီမှာဆိုရင် main verb က can အဲ့တော့ ever ကိုသုံးတဲ့အခါမှာ main verb ပါတယ်ဆိုရင်တော့ main verb ရဲ့အရှိမသုံးပေးပေါ့เนาะ be verb ဆိုရင်တော့ be verb ရဲ့အနောက်မှာထည့်ပေးဖို့လိုတယ် ever of focus ဒီ limiting modifier ခန်းမှာကျွန်တော်ပြောထားပြီးသားဖြစ်ပါတယ်ဒီ and emphasize ထားခြင်းတဲ့ နော်နော် x ဟာရည်ရချက် purpose နဲ့သူ့ကိုတုံးချင်းဖြစ်တဲ့ only တို့ even တို့ just တို့ also တို့ပါမယ်နော် she only drink tea သူမှလက်ဖက်ရည်ပဲတောက်တယ်နော်ဒါမျိုးပြောချင်းဖြစ်တယ်အဲဆိုရင်ကျွန်တော်တို့ ever amusa ရပြီဆိုတော့ ever ကိုဝဲကြောင်မှတွေ့ရတဲ့ possession အကြောင်းသွားမယ် တော့ possession အကြောင်းမပြောခင်ပါဘောနော် advert ဒီဒီ verb ကိုလည်းအထူးပြုတယ် adjective ရော advert ချင်းချင်းရောအထူးပြုတယ်လို့ပြောတဲ့အတွက်ကြောင့် whole sentence တစ်ခုလုံးကိုအထူးပြုတယ်လို့ခုနကပြောသွားတယ်ဘောနော်အဲ့တော့သူ့ကိုကျွန်တော်တို့ possession like ခွဲမယ်ဆိုရင်ဒီဟိုပါဘောနော် first possession ဒီ middle possession end possession အဲ့လိုမျိုးလည်းခွဲလို့ရတယ်အဲ့တော့သူရောက်နေတဲ့နေထားကိုကြည့်ပြီးတော့ကျွန်တော်တို့ example နဲ့ဘာသာပြန်ကြည့်မယ်အဲ့တော့ she always eat breakfast အော်သူမအများအားမနက်စာစားလေးရှိတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ it ဆိုတဲ့ verb ကိုဒီ always ဆိုတဲ့ adverb of frequency ကလာပြီးတော့ modify လုပ်ထားတာကိုတွေ့ရတယ် main verb ဖြစ်တဲ့အတွက်ကြောင့် adverb of frequency ကို main verb ရဲ့အရှိမထားခြင်းဖြစ်တယ်နောက်တစ်ခုကျမတို့ဒီ main verb เนาะဒီ verb ပြီးမှထားမယ်အဲ့တော့ she drive carefully သူမခရုတစိုင်းနဲ့မောင်းနေဆိုတဲ့နေရာမှာ carefully ဆိုတဲ့အရာဒီ ever on manner ဖြစ်တယ်အဲ့တော့ ever on manner ဖြစ်တဲ့အတွက်ကြောင့်သူဒီ verb ကိုအထူးပြုမှာဆိုတော့သူ့ကို and possession နောက်မှာပါပြီးတော့ထားပြီးရေးထားတာကိုတွေ့ရတယ်အဲ့တော့ main verb ရဲ့ ရှိမှာလည်းတွေ့ရတယ်လို့ဒီ main bar ရဲ့အနောင်เนาะဒီ ever on ဒီ manner အဖြစ်နဲ့သူ့ကို main bar ကိုထူပြူဖို့အတွက်နောက်မှာလည်းထားပြီးတော့ရေးတယ်နောက်တစ်ချက်ကျွန်မတို့ဒီ wedge ရဲ့အဆဒီကျွန်မ fronting တို့ inversion တို့ဒီ lesson မှာလည်းပေးထားတယ်ပေါ့နော်အဲ့တော့ suddenly ရုပ်တရက်ဒါဒီ ever on manner ဖြစ်တယ်ရုပ်တရက်ကြီးဖြစ်သွားတယ် it started to rain မိုးစပြီးတော့ရုပ်တရက်ကြီးထားရွာတယ်ပေါ့နော်မုန်းရွာချတယ်အဲ့တော့ဒီ suddenly ဆိုတဲ့ဒီ ever on manner ကို wedge အရှိဆုံးကိုပို့ပြီးတော့ comment မာနဲ့ရေးလေးရှိတယ်တခါတလေကျရင်ကျွန်တော်တို့ကော်မာတွေးရခြင်းမှာတွေးရမယ်ပေါ့နော်ဒီပုံမှန်အားဖြင့်တော့ကော်မာလေးနဲ့ရေးတယ်ပါခြင်းမပါခြင်းကကျွန်တော်တို့ကအော်တိုနားလည်ပြီးသားလို့ယူဆတဲ့အတွက်ကြောင့်တချို့သော writer တွေကကော်မာမထက်ခြင်းဖြစ်ပါတယ်ဒီအရေးမကြီးနေဘူးပေါ့နော် is really beautiful that she ran very fast ဒီမှာဆိုရင် really ဆိုတဲ့အရာဒီ ever or ဒီ degree ကိုပြောခြင်းဖြစ်တယ်အဲ့တော့အမှန်တကယ်ကိုပဲလှပါတယ်เนาะအဲ့တော့အမှန်တကယ်ဆိုတဲ့ဒီ really ဆိုတဲ့အရာဒီကျွန်တော်တို့ intensifier down tone အုပ်စုတဲမှာရှိတယ်ဒီမှာ she ran very fast သူမညံ့ညံ့ပြေးတယ်အဲ့တော့ fast ဆိုတဲ့အရာဒီလည်းဒီမှာ adverb ပဲเนาะ fastly မရှိဘူးเนาะအဲ့တော့ဒါဒီ flat adverb အုပ်စုမနှက်ပြန်မှာ flat adverb ကြောင့်တင်တယ်အဲ့တော့ကဒီ fast ဆိုတဲ့ဒီ adverb ကို very ဆို တဲ့ ever article တွေကလာပြီးတော့ modify လုပ်ထားတယ်အဲ့တော့ possession နေထားနဲ့ပြောမယ်ဆိုရင် main bar ရဲ့အရှိမှလည်းတွေ့ရသလို main bar ရဲ့အနောက်မှလည်းတွေ့ရနိုင်တယ် wedge ရဲ့အရှိဆုံး fronting ပေါ့နော်ဒီအနည်းအရှိဆုံးမှလည်းကျွန်တော်တို့တွေ့ရလေးရှိတယ်ပြီးတော့ခါမှဆိုရင် edge date ကိုထူပြဖို့အတွက် edge date ရဲ့အရှိမှလည်းတွေ့ရတယ် ever ချင်းချင်းလည်း modify လုပ်တယ်ဆိုတဲ့အတွက်ကြောင့် ever ရဲ့အရှိမှလည်းတွေ့ရမှာဖြစ်တယ်နော် အဲ့တော့ဒီ accident နဲ့ ever ရဲ့ဒီ difference ပေါ့နော်ကွာဟမို့ကြဒီမှာ second ဘိုင်းလောက်ပဲပြောမယ်နော်ဒီအရှိမအများကြီးပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အော် accident ဆိုတာက noun modifier noun ကို modify လုပ်ပေးတာအဲ့ဒီအတွက်ကြောင့်သူဒီ noun ရဲ့အနာမရှိမယ်နော် noun ကိုသူပြုဖို့အတွက် noun ကို noun ရဲ့အနာမရှိမယ်ဒီမှာကြည့်ရအောင် example said she is a beautiful dancer dancer ဆိုတဲ့ noun ကိုသူပြုဖို့အတွက်အရှိကနေပြီးတော့ဒီ beautiful ဆိုတဲ့ adjective ကိုကျမတို့တွေ့ရတယ်ဒါဒီ attribute did as he did ဒီနေရာမှာကျမတို့နောင်မပါလာဘူးဆိုရင်တော့ဒါဒီကျမတို့ predicate adjective ဖြစ်သွားတယ်เนาะဒီ predicate adjective ဖြစ်တဲ့ကြောင့် article a လည်းမလိုတော့ဘူး adverb ကြတော့ verb ကိုလည်းအထူးပြုတယ် adjective ကိုလည်းအထူးပြုတယ် adverb ကိုလည်းအထူးပြုတယ်ဆိုတဲ့အချက်သူ့မှာရှိတယ် whole sentence တစ်ခုလုံးကိုအထူးပြုတာအဲဒီတို့ကြောင့်ဒီ beautiful ကို ever အနေနဲ့ယူသုံးမယ်ဆိုရင်တော့ she dance beautifully လှလှပါပါသူ့မှာကတယ်ဘယ်လိုကလဲ beautifully လှလှပါပါကတယ်ဒီတို့ကကြောက်မှာ beautifully the ever on manner ဖြစ်တယ်အဲ့တော့မှားတတ်တဲ့အမှားလေးတစ်ခါတည်းပြောသွားမယ်ဒီမှာဒီမှားတဲ့ဝါကြပေါ့နော်ဒီဘက်ခြံကအရာက she to mouth က speak ပြောတယ်တဲ့ good အဲ့တော့ good the power of speak က adjective ဖြစ်တယ် adjective ဒီ noun ကိုပဲ modify လုပ်တာဖြစ်ပါတယ် verb ကို modify မလုပ်တဲ့အတွက်ကြောင့်ဒီဝါကြမှာကျွန်တော်တို့ဒီ good အစားကျွန်တော်တို့ world နဲ့ပြောင်းသုံးမှမှန်မှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ speak ဆိုတဲ့ verb ဒီကျွန်တော်တို့ဒီပြောတယ်ဆိုတဲ့အရာဒီ passion ပါဟုတ်တယ်နော်အဲ့တော့ passion ရှိတဲ့အတွက်ကြောင့်ဒါဒီဟိုဟာသူ့ကိုထူးပြို့ဖို့တဲ့ ever ပဲလိုတယ်တကယ်လို့များဟိုဟာပေါ့နော် i'm feel good တို့ကျွန်မပြောမယ်ဆိုရင်အာငါနေလို့ထိုင်လို့ကောင်းတယ် feel ဆိုတဲ့ဘာဒီ sense of ဆူဖြစ်တယ်အာယုံခံစားမှုနဲ့ပတ်သက်ပြီးတော့နော်ဒီ stated word တို့ sense တို့ဒီ word တွေနဲ့ကြတော့ကျွန်မတို့ဒီ good ကိုသုံးလို့ရတယ် good လုံးတဲ့ပြောတာမဟုတ်ဘူးနော် adjective တွေကိုသုံးပြီးရေးလို့ရတယ် ဒီ speak ဆိုဒီ speak เนาะဒီမှာဆိုရင် run ဒီမှာဆိုရင် arrive ဒါတွေဒီညီမတို့ action verb တွေဖြစ်တယ် adverbial verb တွေဖြစ်တဲ့အတွက်ကြောင့်မှုလို့ဒါကိုညီမတို့ modify လုပ်ဖို့အတွက် adverb ပဲလိုတယ် adjective ရေးလို့မရဘူးအဲ့ဒီအတွက်ကြောင့်အမှန်ပြန်ရေးမယ်ဆိုရင် she speak well သူမစကားကောင်းကောင်းပြောတယ် he ran quickly quick လို့သုံးလို့မရဘူးเนาะဒါတွေက agitated တွေအဲ့တော့သူညံ့ညံ့ဆန်းဆန်းပြေးတယ်ထို့တူပဲ she arrived suddenly ရုတ်တရက်ကြီးသူမှရောက်ချလာတယ်ကျွန်တော်တို့လိုအပ်တာဒီ verb ကိုအထူးပြုဖို့အတွက် ever ပဲလိုတယ် agitated ဒီ noun ကိုပဲအထူးပြုတဲ့အတွက်ကြောင့်ဒီအချက်လေးမှတ်ထားပေးပါ ဒီ ever ဒီအမျိုးအစားခုနှစ်ခုလုံးကိုဒီသင်ခန်းစာမှာပဲ the break တယ်ထည့်လိုက်မယ်ပေါ့နော်။ဒီချောင်းမခွဲထုတ်တော့ပြီ။အဲ့တော့ဒီမှာ ever ကိုကျွန်တော်တို့ edgy day ကနေပြီးတော့ ever အဖြစ်ပေါင်းထားတာပေါ့နော်။ quick quickly နော် slow slowly ။အဲ့တော့ဒီ example ကိုပဲဝကြောက်ကိုဘာသာပြန်မယ်။ she run quickly သူမမြန်မြန်ဆန်ဆန်ပြေးသွားတယ်။အမူအရာပြ ever နော်။ဒီမှာပေးထားတဲ့ ever တွေအကုန်လုံးကအမူအရာပြ ever on manner လေးဖြစ်တယ်။ he drives slowly သူကားကိုဖြည်းဖြည်းပဲမောင်းတယ်။ please handle it carefully เนาะအဲ့ဒါကို glue တစ်စိုက်ကင်တွဲเนาะ handle it carefully carefully ဒီလေ advert or manner the baby sleep quietly တိတ်တိတ်ဆိတ်အိတ်နေတယ် she answered politely ဟာရင်ရင်ကြည်ကြည်ပဲပြန်ဖြေတယ် he spoke rudely เนาะသူကဒီရိုင်းပြောစွာပြောတယ် she touched the baby gently ညင်ညင်သာသာလေးကလေးကိုသူမကထိတွေ့တယ် they live happily together အတူတကွာပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတယ်เนาะ he said he sighed sadly သူကသူကနော်ဒီ one nail ဆိုတာ ਨੇ တတ်တတ်ပြင်းချတာပေါ့နော် she explained the issue calmly တည်တည်ငြိမ်ငြိမ်ပဲဒီပြဿနာပေါ့နော် issue ဆိုတာ problem matter အဲ့ဒါကို explain ရှင်းပြတယ်ဘယ်လိုရှင်းပြလဲတည်တည်ငြိမ်ငြိမ်ရှင်းပြတယ် the audience laugh loudly ဒီပရိသတ်ကကြကြလောင်လောင်ရှိမောတယ် the soldier fought bravely soldier တွေကဒီရဲရင်စွာနဲ့သူတို့တိုက်ခိုက်တယ် he threw his bat carelessly เนาะဒီဂယုမဆိုင်စွာနဲ့ပဲသူကဒီဂယုဟာပေါ့နော်ဒီ carelessly his bat သူရဲ့အိတ်ကိုသူကလွှင့်ပြလိုက်တယ် she shouted angrily hungrily စိတ်ဆိုးမှန်ဆိုးနဲ့သူမអော်ခဲ့တယ် the student waited eagerly เนาะစိတ်အားထက်သန်စွာနဲ့ဒီចောင်းသားတွေကစောင့်ဆိုင်နေခဲ့တယ်တော့ဒီ adjective တွေကိုကျွန်မတို့ ly ပေါင်းပြီးတော့ adverb အဖြစ်ဖြန့်တီးလိုက်တယ်ဒီဒီ slide ကတော့ကျွန်မတို့ adverb of manner အကြောင်းဖြစ်ပါတယ် ။နောက်ဒီမှာတို့ ever or time ပေါ့နော်အချိန်ကာလကိုဖော်ပြပေးတဲ့ ever အကြောင်းပြောမယ်။ဒီမှာ adjective ပေးထားတယ်။ဒါကို ly ပေါင်းလိုက်မယ်။ example မှာ certain ကိုဝါကြအဓိပ္ပာယ်ပြန်မယ်ပေါ့နော်။ she သူမက reply immediately ချက်ချင်းပဲ reply ပြန်တယ်။ he travel frequently နော်သူကမကြခဏဆိုတယ်လို့ပေါ့နော်။ဒီ frequently ခရီးတွေသွားတယ်။ I saw her recently မကြသေးမီကပဲသူမကိုငါကတွေ့ခဲ့တယ်။ we meet daily နေ့တိုင်းကတော့တွေ့တယ် the buff lead hourly နော်ဒီ bus ကကနာရီတိုင်းနာရီတိုင်းထွက်တယ်နော်တနာရီကြားတစ်ခါထွက်တာကိုပြောခြင်းဖြစ်ပါတယ်နော် they pay the rent monthly ဒီငှားရမ်းခကိုလတိုင်းသူတို့ကပေးချေတယ်เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့သတိထားရမှာက immediate immediately frequent frequently recent recently ဒီနာဒီ okay တယ်ဒီအထိမှကြာတော့ကျွန်တော်တို့ daily daily every day your ever your က same spelling same pronunciation ဖြစ်လာเนาะ hourly hourly monthly monthly အဲ့တော့အဲ့လိုမျိုးဒီစလုံးပေါင်းရောเนาะဒီကျွန်တော်တို့အတန်အတွက်ရောတူနေတဲ့ every day နဲ့ ever အုပ်စုကို flat ever လို့ခေါ်တယ်ကျွန်မမနှက်ဖြံမှာတင်မဲ့သင်္ကန်းစာရဲ့ခေါင်းစဉ်ကလည်း flat ever ဖြစ်တယ်ပေါ့နော် now ever အမျိုးအစားက ever or place နေရာကိုဖော်ပြပေးတဲ့ ever နော်ဒီမှာပေးထားတယ် here there everywhere somewhere nowhere inside outside နော် upstairs downstairs တတိထားပေးနော်တဆင့်တည်းမဟုတ်ဘူးဒီ upstairs downstairs s တွေပါတယ်ဒါဒီ ever တွေဖြစ်တယ်အဲ့တော့ example ကိုကျွန်မတို့ဘာသာပြန်မယ် can be ဒီကိုလာဒီကိုလာနော် he is waiting there အာသူအမစောင့်နေတဲ့စောင့်ဆိုင်နေခဲ့သည်เนาะဒီ weather အရဆိုရင်ကျွန်တော်တို့စကြက်ဒီ imply စကြက်လို့ယူဆရမယ် i တော့မဟုတ်ယူထက်ရေးစရာမလိုဘူးမင်းဝင်ပြောနာမင်းဒီကိုလာဖို့ပြောတာအဲ့တော့ you come here လို့ထပ်မတုံတော့ဘဲနဲ့ကျွန်တော်တို့ imperative pattern နဲ့ var နဲ့ဒီ ever နဲ့ကိုပဲယူသုံးလိုက်ခြင်းဖြစ်တယ် he is waiting here เนาะသူအဲ့ဒီမှာစောင့်နေတယ် ။ Now main ဘာဒီကျမတို့ဒီ is waiting စောက်ဆိုင်နေသည်ဒီ present continuous နဲ့သုံးထားတယ်။ဒီ verb ကို verb ကိုသူပြုဖို့အတွက်ဒီ there ဒီ adverb complement နေရာဝင်ထားခြင်းဖြစ်ပါတယ်။ Flower grow everywhere ပန်းလေးတွေနေရာတိုင်းမှာပေါက်တဲ့ Let's go somewhere quiet နော်တိတ်ဆိတ်တဲ့နေရာလေးတစ်ခုသွားရအောင်နော်။ Let's go အဲ့တော့ကျမတို့ဒီ let ဆိုတဲ့အရာက causative form မှာသုံးတဲ့ verb ကိုယူသုံးထားခြင်းဖြစ်တယ်။အဲ့တော့ကအနောက်မှာကျမတို့ sun one ဆိုတော့ verb one လိုက်ပြီးတော့ရေးတာပေါ့နော်။ causative pattern ံလည်းတင်နာပြီးသားဖြစ်ပါတယ်ဆန်နွယ်တင်နေနေရောင်းခွာရဲ့ထိတိတ်ဆိတ်တဲ့နေရောင်းเนาะဒီမှာဒီဆန်နွယ်ဆိုတဲ့ဘာဒီဒီအလယ်မှာရောက်နေတဲ့ main ဘာเนาะဒီတဲ့ go ရဲ့ပြီးတဲ့ခါမှာဆိုခွာရဲ့ကြတော့ကျွန်တော်တို့ edge တွေဖြစ်တယ်အဲ့ဒီတော့ကြောင့် edge edge တွေကိုလည်း advert က modify လုပ်တယ်လို့ပြောခြင်းဖြစ်ပါတယ် the key is and uh, not uh, nowhere to be found เนาะအဲ့ဒီတော့ဘောเนาะဟောဘယ်မှာမှမတွေ့နေဘူးဘောเนาะဒါ deep pattern တက်တက် ဒီမှာရှိလောက်ထားပြီးသားပေါ့နော် the key is nowhere to be found ဘယ်နေရာမှာမှဒီတော့ကိုရှာလို့မတွေ့ဘူး the cat is inside the box သစ်တာထဲမှာရောက်နေတဲ့ the cat is inside the box နေရာကို ဖော်ပြပေးခြင်းဖြစ်တဲ့ inside complement နေရာဝင်တဲ့ ever ရီနော်ဒီမှာ main verb က be verb က is the kid are playing outside ကလေးလေးတွေအပြင်ဘက်မှာကစားနေတယ် the kid ကစားချက် are playing ကကျွန်တော်တို့ verb phrase outside the complement နေရာဝင်သော adverb uh, she is upstairs studying အပေါ်ထပ်မှာเนาะသူမကလေးလာနေတယ် she is upstairs အပေါ်ထပ်မှာရှိနေတယ် studying လေးလာတည်ယူနေတယ်ဒါမျိုးပြောချင်းဖြစ်တယ်တို့တူပဲ dad is downstairs cooking အပေါ်အောက်ထပ်မှာဟင်းချက်နေတယ် my brother work abroad ငါ့အကွာနိုင်ငံเจ้าမှာအလုံးလုံးတဲ့ proposition မလို့ဘူးเนาะတတိထားပေးပါ he stood up suddenly ရုတ်တရက်ကြီးသူထားရလိုက်တယ် suddenly ဒီမှာ up ဆိုတဲ့အရာကကျွန်တော်တို့ဒီဒီထားရလိုက်တယ်ဆိုတဲ့ဒီသူ့ရဲ့နေထားကိုပြောခြင်းဖြစ်တယ်ဗောနော်အာ uh, she fell down the stair ဒီလေကတိတရားနေသူမပြုတ်ကြလာတယ် fell down နော်နောက်တစ်ခု they move away last year မနေ့ကသူတို့တခြားနေရာကို ရွှေ့သွားတယ် can bell soon မကြခင် ပြန်လာနော် can bell soon နော်ဒါတွေအကုန်လုံးဒီ adverb of place ကိုဖော်ပြခြင်းဖြစ်တယ် နောက် ever တမျိုးကကျမတို့ ever or frequency เนาะကြိမ်နှုန်းသူဘယ်လဲကြိမ်လောက်เนาะဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ဒီ100%နေတော့0ဒီစင်မန်เนาะဒီ always ဆိုတာကတော့ကျမတို့အမြဲတမ်းလို့လို့လုပ်တဲ့အတွက်ကြောင့်100%လို့သုံးတယ် usually ကြတော့ always တဲ့ degree နေတယ်ပေါ့เนาะဒီ90%ပဲရှိတယ် normally generally ကြတော့80% often မကြခဏဆိုသလို frequently ကြတော့70%ရှိတယ် sometimes လို့ occasionally အခါအားလျော်စွာเนาะတစ်ခါတည်းရမှာ လုပ်တယ်ဆိုရင်တော့50%เนาะဟဲ့50 50အလယ်လမ်းမှာရှိတယ် rarely တို့ sell down တို့ကြတော့ကျွန်တော်တို့ဒီ30%နဲ့ပြောတယ် hardly ever တို့ scarcely ဒါကြတော့10% never ကြတော့0%အဲဆိုရင်ဝယ်ကြလေတွေကြည့်ရအောင် she always wake up early ဒီမှာအများတန်းအိပ်ရဆိုးဆိုးထားတယ် i usually go jogging in the morning မနက်ခင်းမှာအများတန်းလို့လို့ဒီဖော့ဖော့လေးပြေးတယ်ဗောနော်ဒီလမ်းလျှောက်တောင်ပြောခြင်းဖြစ်ပါတယ် ။ Yeah. ပြီးတော့ he normally take the bus to work. အလုပ်သွားဖို့တဲ့ bus ကားကိုအများတန်းစီးလေးရှိတဲ့ taxi နဲ့မသွားဘူး။ We often eat out on weekend. အဲ့တော့ Saturday Sunday တနင်္ဂနွေပေါ့နော်ဒီအာပိတ်ရက်တွေမှာဆိုရင်အပြင်ထွက်စားတယ်။ She sometimes forget her key. တခါတရံမှာသူမတော့တော့ကိုမေ့တတ်တယ်။ he really watch tv เนาะ tv သူကဒီကြည့်ခဲတယ်ပေါ့เนาะတိတ်ကြည့်လေးကြည့်တာမရှိဘူး i hardly ever eat fast food ဒီအသင့်စားစားတွေကိုငါစားလိစားတာတိတ်မရှိနေဘူး she never drink coffee သူမ coffee ဘယ်တော့မှမတောက်ဘူးเนาะဒါကဒီဒီ person နဲ့ပြောပြီးတယ်ဒီ ever or frequency ပေါ့เนาะဒီနောက်တစ်ခုက ever or degree ပေါ့နော် ever or degree ဆိုတော့ကျွန်တော်ဒီမှာ adjective တွေပေးထားတယ် ever ဖြစ်ဖို့တဲ့ ly တွေပေါင်းမယ်နော် ly ပါ ပါမ ever မဟုတ်ဘူးเนาะ ly မှာပါတဲ့ ever တွေလည်းအများကြီးရှိတယ်အဲ့တော့ extreme extremely real really uh totally totally complete completely absolute absolutely food fully slice slightly near nearly เนาะဒါတွေကျမတို့ intensifier down tone မှာကျမတို့အများကြီးပြောထားတာရှိတယ် exam မှာကြည့်ရအောင် it extremely cold today เนาะအမှန်တကယ်ကိုပဲเนาะဒီ extremely ဒီ ever or degree เนาะဒါဒီ extremely ဒီ intensifier အုပ်စုထဲမှာပါပါတယ် ် core to the ဒီနေ့အမှန်တကယ်ကိုမှအေးတယ် I really like this song ဒီသချင်းဝန်ကတကယ်ကြိုက်တယ် That's true totally wrong ဒါလုံးဝကိုမှမှားနေတယ်ဒီ totally တို့ completely တို့ absolutely တို့ကလေကျွန်တော်တို့ဟိုဟာနဲ့တွားပြီးတော့တွေ့တယ်ဟိုပါလဲ non grade တွေပဲ edge တွေနဲ့တွားပြီးတော့တွဲတယ်เนาะဒီမှာကြတော့ဒီဟိုဟာဟိုဒီမှာဆို agree ကြတော့ var ပေါ့เนาะဘာပြောက်လဲဆိုတော့ဒီ ever ဒီ var ကိုလည်း modify လုပ်တယ် edge တွေကိုလည်း modify လုပ်တယ် ever ချင်းချင်းလည်း modify လုပ်တဲ့အတွက်ကြောင့်ပေါ့เนาะသူရဲ့နောက်မှာ edge တွေကြီးပဲအများတန်းရှိနေဖို့မလိုဘူး var လည်းတွေးနိုင်တယ် ever လည်းတွေးနိုင်တယ်နောက်ဝဲကြတဲ့ကြောင့်မှာဆိုရင် အာဒီမှာ i completely agree ကလုံးဝသဘောတူတယ်ပေါ့နော် she absolutely right သူမလုံးဝမှန်တယ်နော် absolutely he is fully prepared နော်သူကလုံးဝကိုမှဒီပြင်ဆင်ထားတယ်ပေါ့နော် prepare လုပ်ထားပြီးသားအပြေဝါသူ့ကိုသူပြင်ဆင်ထားတယ် is slightly different နည်းနည်းလေး꽌နေတယ်ဒါမျိုးနော်ကွာဟမှုတွေရှိနေတယ် we nearly mix the train ရထားဟိုလွတ်တော့မလို့ပဲ nearly mix the train ဒါက ever on duty ဖြစ်ပါတယ် တော့ကျမတို့နောက်တစ်ခုက ever on certainty เนาะဒီ altitude လို့ခေါ်တဲ့စိတ်နေသဘောထားကိုဖော်ပြတဲ့ ever လို့လည်းပြောလို့ရတယ်ဒီမှာ altitude တွေပေးထားတယ် ly ပေါင်းပြီးတော့ကျမတို့ ever အဖြစ်နဲ့ဝက်ကြတယ်မှာရေးမယ်အဲ့တော့ he was certainly calm เนาะသူတေချာပေါက်လာမှာ it definitely true လုံးဝအတိအကျပဲအဲ့ဒါကမှန်တယ် she was probably when သူမနိုင်ကောင်း နိုင်နိုင်တယ် he's obviously upset သူစိတ်ပြတ်နေတာသိတာတယ်เนาะ obviously သိတာထင်ရှားတာကိုပြောခြင်းဖြစ်တယ် for unfortunately no one was hurt เนาะကံကောင်းစွာနဲ့တယောက်မှမထိဘူးတယောက်မှမထိခိုက်ဘူး unfortunately i lost my key ငါကံမကောင်းစွာနဲ့ပဲတော်ပြောက်သွားတယ်เนาะ she clearly explained it ဒါကိုသူမကရှင်းလင်းစွာနဲ့ explain ရှင်းပြပေးတယ် surprisingly he agree အံ့ဩစရာပဲသူကသဘောတူလိုက်တယ်အဲ့တော့ဒီဝဲကြောင့်မှာဆိုရင်ကျွန်မတို့ဒီ main bar ရှိတယ် happy bar ရှိတယ်အဲ့တော့ ever ကို main bar ပါတယ်ဆိုရင် main bar ရဲ့ရှေ့မှာဒါ happy မှာပါတယ်ဆိုရင် happy မှာရဲ့အနောက်မှာထားပေးမယ်ပေါ့နော်ဒီ edit ဆိုရင်တော့ edit ကိုထူးပြူဖို့အတွက် edit ရဲ့အရှိမှာထားပြီးတော့အထူးပြူရမှာဖြစ်တဲ့အရှိပို့ထားတဲ့အရာတွေလည်းရှိတယ်ဒီ front end တို့ inversion တို့ကျွန်မပြောထားပြီးသားပေါ့နော်အရှိကိုပို့ပြီးတော့ကော်မာလေးနဲ့ရေးကြတယ်ပေါ့နော်အဲ့တော့ ever ဒီစအလယ်ဆုံးဝက်ကြရဲ့၃ဘန်းစလုံးမှာတွေ့နိုင်တယ် အာနောက်ဆုံးတစ်ခုက ever on focus เนาะကျမတို့သူ့ကို restricted လုပ်တယ် limit လုပ်တယ်လို့ခေါ်တယ်အဲ့တော့ limiting modifier သင်ခန်းစာမှာကျမအသေးစိတ်ပြောပြထားတာရှိတယ်အဲ့တော့စကြည့်မယ်အများတော့နှစ်ခုခွဲလိုက်တယ်ဗောနော် only တို့ just တို့เนาะဒီ mary mary တဲ့သဘောကလည်း only ပါပဲ also to as well to အတူပဲเนาะ to လည်းပဲအဲ့တော့ exam မှာစပြီးကြွားမယ် she only eat vegetable ပဲเนาะသူမက hindi ဟင်းရွက်ပဲစားတယ်เนาะတခြားအသားငါမစားဘူးဗောနော် vegan i just wanted to help အဲ့တော့ one just ရာဒီဖေးမှာ simply လို့သဘောရတယ်เนาะအဲ့တော့ငါကူညီချင်ုံလေးပါပဲเนาะကူညီချင်လို့မေးမိတာ is merely a suggestion เนาะအဲ့ဒါက ဒီ suggestion เนาะဒီ suggestion ပေးရုံတတ်တတ်ပဲဖြစ်ပါတယ်လုံးချင်တဲ့လုံးမလုံးချင်လည်းရတယ် merely a suggestion she also speak japanese သူမကဂျပန်ဘာသာစကားလည်းပြောတယ်เนาะဂျပန်စကားလည်းပြောတတ်တယ် i like to coffee to no coffee လည်းကြိုက်တယ်ကွယ် coffee to เนาะ coffee လည်းကြိုက်တယ် he played guitar as well သူကဂီတာလည်းထိတတ်တယ်เนาะဒါမျိုးပြောခြင်းဖြစ်တယ် part 2ဆက်ကြည့်အောင်เนาะ ဒါကတော့ကျွန်တော်တို့ ever of forget ရဲ့ part 2ပေါ့နော်အဲ့တော့ဒီ highlight လုပ်ပေးချင်တာပေါ့နော်ဒီထင်ရှားပေါ်လွင်အောင်ကျွန်တော်တို့ပြောချင်တဲ့အခါမျိုးမှာဆိုရင်ဒီလို adverb တွေကိုသုံးတယ်ဒီ negative เนาะဒီဟာပေါ့နော် အပြုသဘောမဆောင်တဲ့အရာတွေအဲဒါမျိုးအတွက်လည်းကျွန်တော်တို့ဒီစကလုံးလေးကိုသုံးတယ်အဲ့တော့ even တို့ indeed တို့เนาะ especially အထူးသဖြင့် in particular တည်တဲ့အနေနဲ့ not even ဒါမှเนาะ mainly ဒီအဓိကအားဖြင့် mostly အများအားဖြင့်ဒီ primarily မူရအားဖြင့်ဆိုရင်ဒါဆိုရင် example ဝတ်ကြသွားမယ်ရှင် didn't even sit go by เนาะနှုတ်ဆက်စကားလေးတောင်ပြောမသွားဘူး it is indeed a great achievement အမှန်တကယ်ပဲအဲ့ဒါကဒီ great achievement ပေါ့နော်ဒီရလတ်ကောင်းတစ်ခုဖြစ်တဲ့ this rules apply for especially to new student ဒီစီကံကကျောင်းသားအသစ်တွေတဲ့အဓိကကြီးရွယ်တာပါ i love fruit in particular mango ကအသီးအသီးနံလေးကြိုက်တယ်ပေါ့နော် fruit အသီးကြိုက်တယ်အထူးသဖြင့်တရက်ဒီပေါ့ i didn't eat even he didn't eat even a bite တကိုက်လေးမှလုံးသူကစားမသွားဘူး the car is mainly about grammar နော်ဒီသင်ခန်းစာအကြောင်းအရာကတော့ man ဒီ grammar ကိုပဲအဓိကထားတယ်ပေါ့နော်အဓိကတော့ grammar အကြောင်းပြောခြင်းဖြစ်တယ်ပေါ့နော် ဟောဒီနေ့သင်ခန်းစာနဲ့ပတ်သက်ပြီးတော့ဒီချွင်းချက်ပေါ့နော်ဒီ exception ဆိုတာကတော့ချွင်းချက်လေးမှတ်ထားစရာရှိတယ်အဲ့တော့ every ever နော် ever တိုင်းကကျမတို့ ly နဲ့ ly နဲ့အဆုံးမတက်သလိုဒီ ly နဲ့ဆုံးတိုင်းလဲ adverb မဟုတ်ဘူးဆိုတဲ့အချက်လေးမှတ်ထားဖို့လိုတယ်ဒီမှာ example ပေးထားတယ်ဒီ friendly နော် ly နဲ့ဆုံးတာပဲမဲ့သူဒီ adjective ခင်မင်စရာကောင်းတယ် lovely ချစ်စရာကောင်းတယ် lively သွက်သွက်လက်တက်ကြွတယ်ပေါ့နော်ဒါမျိုးပြောတယ် silly မိုက်မဲတော့ဒါတွေက ly နဲ့ဆုံး းပေးမယ် advar မဟုတ်ဘူး adjective တွေဖြစ်တယ်ထို့အတူပဲ ly နဲ့မဆုံးပေးမယ် advar ဖြစ်နေတဲ့အရာတွေရှိတယ် fast to hard to late to ဒီမှာဆိုရင်ဒီရောဘောနော will ပေါ့နော်ဒါမျိုးပြောခြင်းဖြစ်တယ် early ဒါလည်းပါတယ်အဲ့တော့ exam မှာဒီမှာကြည့်မယ် he ran fast သူမြန်မြန်ပြေးတယ်ဒီ first လီလို့ဒီနေရာမှာရေးလို့မရအောင်เนาะ first ဒီကျမတို့ဒီ adverb ပဲအရှိမရှိတဲ့ run ကို လာပြီးတော့သူပြုတယ်သူတူပဲ she walk hard ဒီနေရာမှာ hard လီလို့သွားသုံးမယ်ဆိုရင် not ဆိုတဲ့ meaning သဘောတက်ရောက်သွားတယ် hard ကိုပဲသုံးမှအမှန်ဖြစ်တယ်သူတူပဲ he came late เนาะသူနောက်ကြပြီးမှရောက်လာတယ်အဲ့ဒါကိုကျမတို့က lately လို့သွားပြောမယ်ဆိုရင် lately ရဲ့ meaning က recently မကြသေးမီကဆိုတဲ့သဘောတက်ရောက်သွားတယ်အဓိပ္ပာယ်ကလုံးဝကိုလွဲချော့သွားနိုင်တယ်နောက်တစ်ခုကျမတို့ရှိ saint ဝယ်သူကတခြင်းကိုကောင်းကောင်းဆိုတယ်เนาะ ဲ့တော့ဒီမနေ့ဖြန်မှာကျွန်မ flat adverb အကြောင်းကို တင်ပါဖြစ်တယ်ဒီနေ့သင်ခန်းစာကတော့ adverb အကြောင်း9မျိုးရဲ့ adverb ကိုတွေ့ရမယ် possession အနေအထားပေါ့နော်ဒါရဲ့ပြီးတော့ adjective နဲ့ adverb ရဲ့ကွာခြားချက်ပြီးတော့မှားတတ်တဲ့နော် common mistake တွေအကြောင်းပြောပြသွားတယ်အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်